မီဒီယာတွေကင်မရာတွေကိုမခေါ်ဘဲငလျင်ဘေးသင့်ပြည်သူတွေကိုတိုင်းရချီလှူဒန်းခဲ့တဲ့မြင့်မြတ်ပရိသတ်များလုံးမဲမင်္ဂလာပေါင်းဘီယန်အောင် page လေးကနေကြိုဆိုလိုက်ပါတယ်မြင့်မြတ်ဟာနမဲကြီးမင်းသားတယောက်ဖြစ်ပေမဲ့လည်းဟိတ်ဟန်တဲ့နေထိုင်တတ်သူမဟုတ်ဘဲတဘာဝဘေးအတွက်အများနဲ့ကူညီတတ်တဲ့သူပေါင်းငလျင်ဘေးသင့်တဲ့မျိုးတွေကိုအနုပညာရှင်တွေကဆရာထထတန်တန်လှူဒန်းနေပေမဲ့လည်းမြင့်မြတ်လှူဒန်းတာကိုမတွင်ရတာကြောင့်သူ့ကိုဝေဖန်ကြပါတယ်မြင့်မြတ်ကအလှူလှုပ်တဲ့နေရာမှာလူအများသိစရာမလိုဘဲတကယ်လိုအပ်တဲ့နေရာတွေကိုပဲသွားလှူနေတာပေါင်းဆိုရှယ်မီဒီယာအသုံးပြုလို့မရှိတာကြောင့်မြင့်မြတ်ကသူ ူရဲ့နေစဉ်ဘဝပုံတွေကိုလည်းမတင်သလိုအလှူသွားလို့တဲ့ပုံတွေကိုလည်းမတင်ခဲ့ပါဘူး။ငလျင်ဘေးတင်ဒေသတွေမှာတော့မြင့်မြတ်ကမိသားစုနဲ့အတူတက်ညင်လက်ညီတွမ်းရောက်လှူဒန်းနေပါတယ်။တကြံအချမ်းလေးမှာမြင့်မြတ်ကတိန်းတရာမတီးပြီးအခြားလူတွေကထဲဝင်လှူဒန်းကြတဲ့အခါစုစုပေါင်း3300ရရှိခဲ့တာပါ။ကျောက်ဆယ်မျိုးကငလျင်ဘေးတင်ရဲ့အိမ်တွေကိုမြင့်မြတ်နဲ့မိတ်ဆွေတွေကတအိမ်ကိုတသိန်းချနဲ့စုစုပေါင်းအိမ်ကြီး300ကိုလှူဒန်းခဲ့ပါတယ်။အခုချိန်မှာအိမ်ပြန်ဆောက်ဖို့အတွက်ငွေကြေးကဒီကလိုအပ်နေတာဖြစ်လို့မြင့်မြတ်ကငွေကြေးကိုပဲလှူဒန်းခဲ့ရပါဘူး။ ငလျင်ကြောက်ခက်ခဲသွားတဲ့ပြည်သူတွေကအစကနေပြန်လဲစ조사နေရပြီးမိသားစုဝင်တွေလည်းဆုံးရှုံးသွားတာကြောင့်စိတ်ထိတ်ခန့်နေကြပါတယ်။အရင်ချိန်မှာမြင်းမြတ်ကကိုရိုင်းကိုကြောက်တောင်းရလှူတန်းပေးပြီးမိသားစုဝင်တွေကိုလည်းနှစ်သိပ်ပေးခဲ့တာပါ။ မြင်းမြတ်နဲ့အတူအခြားသောအနုပညာရှင်တွေလည်းပေါဝင်သွားခဲ့ကြပြီးအလူပုံတွေကတော့မြင်းမြတ်ကလုံးဝမဖော်ပြခဲ့ပါဘူး။တကြံအတွင်းမှာမြင်းမြတ်ကအနားမယူဘဲငလင်ဘေးသင့်ပြည်သူတွေကိုပဲအချိန်ပေးခဲ့တာပေါ့။ငလင်လှုပ်ပြီးတာရတော်ကြသွားပြီဖြစ်ပြီးအလူရှင်တွေလည်းနေပါသွားပါပြီ။ဒီလိုအချိန်ရောက်မှသာမြင်းမြတ်ကလာရောက်လှူဒန်းပေးတာဖြစ်ပြီးဘရဒတ်တွေအတွက်ထက်သွင်းစဉ်းစားပေးသူလည်းဖြစ်ပါတယ်။မြင်းမြတ်နဲ့အတူအလှူသွားလောက်တဲ့မိတ်ဆွေကတင်မှသာမြင်းမြတ်တယောက်ငလင်ဘေးသင့်ပြည်သူတွေကိုလှူဒန်းနေတဲ့အကြောင်းသိသွားခဲ့ကြတာပေါ့။မြင်းမြတ်ဟာဘဝတရုပ်ဖော်စကားတွေကိုရိုက်ကူးတာများသူဖြစ်ပြီး ပြီးသူရဲ့ဇာကားတွေကိုအားပေးတဲ့သူတွေထဲမှာအခြေခံလူဒန်းစားတွေလည်းပါဝင်ပါတယ် သူပြိသက်တွေခက်ခဲနေတဲ့အချိန်မှာမြင့်မြတ်ကပြစ်မှတ်ထားရတာကြောင့်ကိုရင်ကိုကြသွားရောက်လှူဒန်းပေးခဲ့တာပေါ့မြင့်မြတ်ဟာနမဲကြီးမင်းသားလို့မထင်ရတော့အောင်စိုင်းတွေကိုကိုရင်တဲပေးနေလို့ဝေဖန်သူတွေအလုံးနဲ့အံ့ဩခဲ့ရပါတယ်ငလင်းဘေးသင့်ပြည်သူတွေကတော့မြင့်မြတ်ကိုရင်လာရောက်လှူဒန်းပေးလို့ပို့ပြီးဝမ်းသာကြတာပေါ့မြင့်မြတ်ကရေဘေးမှာလည်းတိမ်မောင်းများစွာလှူဒန်းခဲ့ပေမဲ့ဆိုရှယ်မီဒီယာမှာမတင်ခဲ့ပါဘူးငလင်းဘေးသင့်ပြည်သူတွေကိုကူညီနေတဲ့အချိန်မှာလည်းဆိုရှယ်မီဒီယာမှာလုံးဝမတင်သလိုမီဒီယာတွေကိုလည်းခေါ်မသွားခဲ့ပါဘူးသူလှူဒန်းတဲ့အခါမှာလည်းငလင်းဘေးသင့်ပြည်သူတွေရဲ့မျက်နှာကိုမပောင်းဝင်အောင်ရိုက် ်ကူထတာပေါ့တချို့တွေကအလိုလုပ်တဲ့အခါကင်မရာကိုလည်းယူလာခဲ့တာကြောင့်တကယ်ခက်ခဲသူတွေကကင်မရာထဲမှာမပါချင်တော့ပဲပစ္စည်းတွေကိုလာမယူကြတော့တာပေါ့မြင့်မြတ်ကငလင်ဘေးသိမ့်ပြည်သူတွေကိုတာမကပဲအနှပညာလောကထဲမှာခက်ခဲနေတဲ့သူတွေကိုလည်းလှူဒန်းပေးတတ်ပါတယ်သူရဲ့အလိုကိုဘယ်တော့မှထုံမပြောတတ်ပဲအခြားလူတွေကထုတ်ပြောမှသာသိကြရတာပေါ့အလိုလုပ်တဲ့အခါမှာကင်မရာတွေမီဒီယာတွေကိုမခေါ်ပဲလှူဒန်းတတ်တဲ့ထူးထူးခြားခြားမင်းသားတယောက်ဖြစ်လို့သူရဲ့စိတ်ထားလေးကိုတော့ချစ်ကျွနေကြပါတယ် မြက်မြက်ကစိတ်စေတနာကောင်းလာကြအောင်တကြံကာလဖြစ်တာတောင်သူ့ရဲ့မြေစာရုပ်ရှင်စကားကြီးကယုံတင်ခွင့်ရရှိနေစေပဲဖြစ်ပါတယ်။ငလျင်ဘေးသိမ့်ပြည်သူတွေကိုကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒန်းပေမဲ့လည်းထုံမကြွားတက်ဖဲတိုးတိုးသေးသေးနေတတ်တဲ့မြက်မြက်ကဘရဒကြီးရောသဘောကျရလားဆိုတာပြပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ပီ celebrity သတင်းများအတွက်မာရီရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။